အားလုံးမင်္ဂလာပါအမြောက်နော်လီရှာရင်းရှင်နဲ့ကနေပြီးတော့မပြန်လေးကြိုဆိုပါရယ်ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားလူအသက်ပေါင်းများစွာနဲ့သဘာဝပတ်ဝန်းကျင်ကိုတက်ပြည့်နိုင်တဲ့စီမံကိန်းကြီးတစ်ခုကိုကျန်စီနေတဲ့တရုတ်ရဲ့နေရာကတော့ရှန်တုန်းနဲ့ဒီလျှောင်နေပြည်နယ်ကခုဂျာမန်ဖြစ်ပါတယ်ဒီပြည်နယ်ကခုဟာတရုတ်ပြည်ရဲ့ဒီအရှေ့မြောက်ပိုင်းကဖြစ်ပြီးတော့မှလူနေထူထပ်တဲ့ပြည်ရဲ့စီးပွားရေးကောင်းတဲ့ပြည်နယ်တွေလို့လည်းကျွန်တော်တို့ပြောလို့ရပါတယ်အရင်တုန်းကတော့ဒီပြည်နယ်ကခုကအေးအေးဆေးဆေးပါပဲ ီနေ့တစ်ခုစလုံးရဲ့စီပေါ်ရေးကလည်းတည်တည်ငြိမ်ငြိမ်ပဲလေပန်းနေပြီးတော့မှဒေတာကင်ပြည်သူတွေလည်းဒီနေစဉ်လူနေမှုဘဝကိုအေးအေးလူလူဖျက်သန်းနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာတော့ဒေတာတစ်ခုလုံးရဲ့အသက်အိုးအိမ်စီစဉ်တွေနဲ့ဒီသဘာဝပတ်ဝန်းကျင်ကိုဆိုးဆိုးရွားရွားဖျက်ဆီးပြေးနိုင်တဲ့စီမံကိန်းကြီးတစ်ခုကိုဒေယုတ်ကွန်မြူနတီပါတီ CCB ဘက်ကအကောင့်တွေဖော်ဖို့စ조사လာခဲ့ပါတယ်။အဲ့ဒီစီမံကိန်းကတော့ပြည်နယ်တစ်ခုကြားကဒီပင်လေရေအောက်တန်းပြင်ကို အေရမဒီဆဲရန်နေရာကြီးတွေနဲ့နည်း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 တူးဖို့ပြီးတော့မှမိုင်ပေါင်း80ရှောင်းမိုင်လောက်အထိရှည်လျရမယ်ဒီပင်လေကြီးအောက်ဥမဲ့လိုင်ခေါင်ကြီးတခုကိုတိဆောက်သွားမယ်စီမံကိန်းပဲဖြစ်ပါတယ်။အဲ့ဒီအေရမဥမဲ့လိုင်ခေါင်ကြီးရဲ့90ရှောင်းမိုင်လောက်အထိအားဆိုရင်ပင်လေကြီးအောက်မှာပဲရှိနေမှာပါ။ကျွန်တော်မြင်တာအောင်ပြောရရင်လက်ရှိအရှည်ဆုံးအဖြစ်စံချိန်တင်ထားတဲ့ဥမဲ့လိုင်ခေါင်ထက်တောင်မှဒီနှစားတိတိပို့ပြီးရှည်လျရမယ်ဥမဲ့လိုင်ခေါင်ဖြစ်ပါတယ်။ဒီစီမံကိန်းကိုအကောင်တွေပေါ်တဲ့နေရာမှာပင်လေကြီးအောက်ကျန်းပြင်ကကြောက်တုံးကြောက်ခဲတွေနဲ့ မျိုးစီလိုပေါင်းကူပါပေတန်ပေါင်းများစွာကို2ဖော်ဖြေရှားရမှာပါပြီးတော့မှပင်လေကြီးအောက်သေးကို2ဖော်ရေးဆဲရန်နေရာကြီးတွေနေရာရှားရမယ်ပြီးရအလုံးသမားပေါင်းထောင်ထဲရှိကိုအသုံးပြုရပါမယ်နင်းနင်းနောနောစီမံကိန်းကြီးတော့မဟုတ်ပါဘူးအင်ဂျင်နီယာပညာရဲ့ကိုလည်းအမှားအယွင်းမရှိအောင်အပြောင်းမျိုးဆုံးအသုံးရှားနိုင်မှာအောင်မြင်နိုင်ခြင်းမြင်မာတဲ့စီမံကိန်းတစ်ခုဖြစ်ပါတယ်ဒါဟာတရုတ်အင်ဂျင်နီယာတွေအတွက်တော့စိတ်လှုပ်ရှားစရာစီမံကိန်းတစ်ခုပါဒါပေမဲ့လည်းသူတို့စိတ်ထဲမှာတခုခုမြအလွဲ့အလွဲ့အလျော်လျော်ဖြစ်တော့ခဲ့မယ်ဆိုရင် ရှန်တုံးနဲ့လျောင်နှင်းပြည်နယ်တစ်ခုလုံးကဲဘဲတင်းတော်နိုင်မဲ့ NDA ဆိုကြီးကိုလည်းမြင်အောင်နေရပါတယ်ဒီအနောက်နိုင်ငံတွေသာဆိုရင်ဒီလိုစီမံကိန်းမျိုးကိုတိတိကျကျသူရတနာပြုလေးလာမှုတွေလုပ်ပြီးမှပဲအကောင့်တွေပေါ်သိမ်းမပေါ်သိမ်းသူတို့ဆုံးပြတ်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုလုံးမဲ့သူကတရုတ်ဆိုတော့လည်းမရရအောင်စူးစမ်းမှာတော့တည်ကြနေပါတယ်။ဒါဟာလူသားတမိုင်းတစ်လျှောက်မှာအန်ရီအများဆုံးစီမံကိန်းတွေကတခုဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာကျွန်တော်တရုတ်ရဲ့အေရမပင်လေရှိအောက်ဥမဲ့လိုက်ခေါင်းစီမံကိန်းကြီးအကြောင်းကို အသေးစိတ်ကျွန်တော်မိတ်ဆွေတွေအတွဲဘ ഹു ဒူရာရပွေ ပြောပြပေးတော့မှာဖြစ်ပါတယ်။ရှင်နှုံးနဲ့ဒီလျောင်နဲ့ပြည်နေတခုဟာမြေပုံလေးမှာကျွန်တော်တို့ကြည်လိုက်မယ်ဆိုရင်နီးမလို့လို့နဲ့ဝေးနေပါတယ်။မြေပုံလေးမှာပြည်နေတခုဟာဒီတစ်ဖက်နဲ့တစ်ဖက်ဘေးကျင်းရှင်လျက်သားရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတပြည်နေနဲ့တပြည်နေကိုဒီကားလန်းကားနေပဲဖြစ်ဖြစ်ရေလန်းကားနေပဲဖြစ်ဖြစ်ခྱི་တော်လာဖို့ပြီးရင်ပုံစီတွေတည်ယူပို့ဆောင်ဖို့ကလည်းစင်ခေါ်မှုကြီးတခုဖြစ်နေပါတယ်။ကားနဲ့တော်မယ်ဆိုရင် ဒီဘိုဟိုင်းပင်လေးနဲ့ဘေးပပတ်လေးကံယိုတန်းကနေပဲတခွေးတစ်ပတ်ကြီးသွားမှာဖြစ်ပါတယ်ခကြီးအကော်အဝေးကမိုင်ပေါင်း1100ကျော်ရှိတာဆိုတော့စဉ်းစားတာကြည့်ပါအရှိန်ဆေးရှောင်းနာရီကနေဆေးရှင်းနာရီလောက်အထိအသေးအကျေမောင်းမှပဲရောက်မဲ့ခကြီးပါဒါတုံပရန်ကျော်ပိတ်ဆို့မှုကိုကျွန်တော်တို့ထိမတွေ့ပဲအမြန်ဆုံးရောက်နိုင်မဲ့အချိန်ကိုပြောထားတာဖြစ်ပါတယ်ရှန်နုံပြည်နယ်ကလူဦးရေ45တန်းလောက်နေထိုင်တဲ့ပြည်နယ်ကြီးတစ်ခုဖြစ်တယ်လို့ဒီလျှောက်နှင်းပြည်နယ်ဆိုရင်လည်းလူဦးရေတန်း100ကျော်နေထိုင်တဲ့ ပြည်နေကြီးဖြစ်ပါတယ်ပြီးတော့မှအနီးအနားမှာကဘေကျင်းလိုမျိုးကြီးကလည်းရှိနေပါသေးတယ်ဆိုတော့ပြည်နေတစ်ခုနဲ့တစ်ခုကိုကားနဲ့တော်ရမယ်ခကြီးမှာရန်ကြောပိတ်ဆိုးမှုဆိုတာကမဖြစ်မနေကြုံတွေ့ရမယ်ပြဿနာကြီးတစ်ရပ်ဖြစ်ပါတယ်အချိန်ဆေးရှောက်နိုင်ရှိရှိနိုင်ထဲမှာကဒီခကြီးကပို့ပြီးတော့မှဖင်သွားနိုင်ပါတယ်နောက်ဆုံးရအခြားရွေးရှိစရာလမ်းကြောင်းရောမရှိနိုင်ဘူးလားရှိပါတယ်အဲ့ဒါကတော့ပြည်နေတစ်ခုကြားကဘိုဟိုင်းရေလက်ကြားပါပဲဘိုဟိုင်းပင်လေကဘိုဟိုင်းရေလက်ကြားဟာဆိုရင် မိုင်ပေါင်း100ကနေ135မိုင်လောက်အထိအရှည်ရှိရဲရေလက်ကြားတစ်ခုဖြစ်ပါတယ်။ပုံမှန်အတိုင်းဆိုရင်တော့ဒီကားလဲနဲ့တော်မဲ့အစားပေါ့နော်ဒီရေလက်ကြားကနေတင်းမောတွေနဲ့တော်လို့ရပါတယ်။တရုတ်တင်းမောတွေမှာဆိုရင်လည်းကုန်တင်ကားကြီးတွေပြီးရင်ယထာကိုတော်မှဒီအလွေတကူတင်ဆောင်နိုင်တဲ့တင်းမောကြီးတွေရှိတဲ့အတွက်ဒီနေ့တခုကားနေတခုကိုကားလန်းကားနေပင်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 တော်မဲ့အစားပေါ့နော်ဘိုဟိုင်းရေလက်ကြားကားနေပဲတော်တော့မှာပေါ့လို့ပြောလို့ရပါတယ်ဘိုဟိုင်းရေလက်ကြားကားကားနေဆိုရင် ရှင်တုံးနဲ့လျောင်နဲ့ပြည်နေကိုတွာလာဖို့အချိန်ကဒီ6နာရီခွဲ9နာရီလောက်သာကြာတဲ့အတွက်ဒီအကောင်းဆုံးရွေးရှည်စရာတစ်ခုဖြစ်နေပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့အဲ့ဒီလိုမျိုးဟုတ်မနေပါဘူး။မိုးဟိုင်းရေလက်ကြားဟာဖြတ်တန်းတွာလာဖို့အရန်ခတ်တဲ့ရေလက်ကြားတစ်ခုဖြစ်နေလို့ပါ။ဒီရေလက်ကြားရဲ့အကြီးမားဆုံးပြဿနာကဘာလဲဆိုတော့မျက်စိတကန်းကိုမမြင်ရလောက်တဲ့အထိပေါ့နော်မြူတွေထူထူထဲထဲအမြဲတမ်းကြားနေတာပါရာသီဥတုတတရာရာရှိနေတဲ့ထင်တုံးမှာပဲရုတ်တရက်ရှက်ရှင်းဆိုသလိုပဲဒီမြူတွေကြားလာတတ်တာက ဘိုဟိုင်းရေလက်ကြာရဲ့ကြံတဲ့တဲ့ရာတီဥတုဖြစ်ပါတယ်အထူးသဖြင့်ဒီຫນွေဦးနဲ့ဆောင်းဦးကာလမှာဆိုရင်မြောက်ပိုင်းလေအေးတွေဟာဒီဆွဆွတဲ့ပင်လေလေနဲ့ထိတွေ့တဲ့အခါမှာမြူတွေဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာဘိုဟိုင်းရေလက်ကြာတစ်ခုလုံးဟာအဖြူရောက်နိုင်ရင်ကြီးနဲ့ပိတ်ထားသလိုကိုဖြစ်တော်တော့တာပါဘလောက်တိအောင်မြူတွေထူတယ်လဲဆိုရင်မျက်စိတကန်းကိုမြင်ရဖို့တောင်မှမနေကြည့်ရတာဖြစ်ပါတယ်ဒီမြူတွေကိုရေဒါတွေမိပြတိုက်တွေအဲ့လိုမျိုးအကူပေးပြီးကြည့်ရအောင်မှာပေါ့နော်ဒီဖြတ်တန်းတော်လာဖို့မဖြစ်နိုင်ပါဘူး ဲ့ဒီအချိန်မှသာစွန်းစားသွားလာခဲ့မယ်ဆိုရင်ဘိုဟိုင်းရေလက်ကြားတစ်ခုလုံးမှာသင်ပေါ်အရှင်ချင်းဒီတိုင်းမိမှုတွေနဲ့သာပြည့်နေတော့မှဖြစ်ပါတယ်။ဒါကြောင့်မြူရီဆိုင်းနေချိန်မှာသင်ပေါ်တွေလည်းကန့်ကတ်ထားရပါတယ်။အကျိုးဆက်အနေနဲ့တစ်ဖက်နဲ့တစ်ဖက်ဒီရန်တိုင်းစိတ်ကဲနဲ့ဒါလီယန်စိတ်ကဲကြီးတွေမှာကားတွေလူတွေအပြည့်ဖြစ်တော့ပါတယ်။အားလုံးက နေထွက်လာမယ့်အချိန်ပြီးရမြူတွေရှင်းလင်းသွားမယ့်အချိန်ကိုပဲစိတ်ရှိရှင်နဲ့စောင့်ဆိုင်နေရတဲ့အတွက်ခကြီးသွားလာတဲ့အချိန်ကကြာတဲ့ကြာတော့တော့တာပါပဲတချို့နှစ်တွေမှာဆိုရင်ဘိုဟိုင်းရေလက်ကြားမှာမြူတွေဆိုင်းနေတဲ့အချိန်ကရက်ပေါင်း90အထိတောင်မှရှိတဲ့အတွက်နှစ်လားနီးပါးကြာအောင်သင်ပေါ်လန်ချောင်းတွေပိတ်ကုန်တတ်ပါတယ်နောက်ကိုဒီနေ့ခေတ်နည်းပညာတွေနဲ့တောင်မှအပြည့်မချနိုင်သေးပါဘူးပြဿနာကဒီတစ်ခုတည်းမဟုတ်ပါဘူးတရုတ်ပြည်မှာကဒီတချို့နေရာတွေမှာဆိုရင်ဆောင်းရာသီအချိန်မျိုးမှာရေခဲတော်တဲ့ပြဿနာရှိတတ်ပါတယ် အပူချိန်က70ဒီဂရီဖာရင်ဟိုက်ကနေ9ဒီဂရီဖာရင်ဟိုက်အထိကြာဆင်းတော့ချိန်မျိုးမှာပင်လေကံရိုးတဲ့တစ်ခုလုံးဟာရေခဲတွင်နဲ့သာဖုန်လန်းတော့တဲ့ပါတယ်ဒီဘိုဟိုင်းပင်လေဟာလည်းဒီဆောင်းရသည်မှာရေခဲတော့တဲ့ပါတယ်ဒီအချိန်မျိုးမှာလည်းတင်ဘောတွေကန်ကက်ထားရတာပါပဲဘာကြောင့်လဲဆိုတော့ရေခဲတွေချာမှာတင်ဘောတွေပိမိတော့နိုင်တဲ့အန္တရာယ်ရှိနေလို့ဖြစ်ပါတယ်တင်ဘောတွေရဲ့ဓလက်တွေဟာရေခဲတွေချာမြတ်တော့ပြီးတော့မှတော့မရလာမရနဲ့ဒီရေခဲပင်လေထက်မှာ ပိတ်မိနေတတ်ပါတယ်ဘိုဟိုက်ပင်လီရဲ့ရေခဲပြင်ကလည်းအင်မတန်ထူထေးတဲ့အတွက်ဒီရေခဲခွေးတဲ့သင်္ဘောတွေနဲ့တော့မှဖျက်တဲ့တော့လာလို့မဖြစ်နိုင်ပါဘူးဒါကြောင့်ရေခဲနေတဲ့ကာလာမျိုးမှာရေလက်ကြောင်းကိုပိတ်ထားရပါတယ်ဒါဆိုရင်ခီးသွွားလာမှုတွေဟာရတတက်ပပောက်များစွာကိုဒီနှောင့်နှေးသွားတတ်ပါတယ်ရွာဒီကာလမှာဆိုရင်လေမုန်တိုင်းတွေပြီးရင်တိုင်ဖွန်းတွေရဲ့အန္တရာယ်ကိုကြောက်ရပါသေးတယ်။ဘိုဟိုင်းပင်လေဟာအပူပိုင်းစုံရဲ့မြောက်ပိုင်းမှာရှိနေပေမဲ့လို့တောက်တရုတ်ပင်လေကဒီတိုင်ဖွန်းမုန်တိုင်းတွေရဲ့တံကိုခံရပါတယ်။ မွန်လိုက်တိုင်းနေ့ချိန်ပေါ်တော့ဒီလှိုင်းထန်လေထန်နေတဲ့အချိန်မှာဆိုရင်ဒီဘိုဟိုင်းပင်လေမှာဆေးရှောက်ပေလောက်အထိကြီးမားတဲ့လှိုင်းလုံးကြီးတွေပေါ်လာတဲ့ပြီးတော့မှပင်လေရှင်မျက်နှာပြင်ဟာလည်းရုတ်တရက်မြင်မလာတဲ့ပါတယ်။ဒါကြောင့်ရေကြီးမှုတွေလည်းဖြစ်တတ်ပါတယ်။2024ခုနှစ်အော်တိုဘာလမှာဆိုရင်ဘိုဟိုင်းပင်လေမှာဆေးရှိပေလောက်အထိမြင်မားတဲ့လှိုင်းလုံးကြီးတွေပေါ်လာခဲ့တယ်လို့တရုတ်မိုးလေဝသပညာရှင်တွေရဲ့မှတ်တမ်းတွေအရသိရပါတယ်။အဲ့ဒီအချိန်မှာတင်မောခီးစင်တွေကလည်းရက်ပေါင်းများစွာရန်နာထားခဲ့ရတာပါ။ဒါဟာ နွေရာသီတိုင်းမှာကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်။ဆိုတော့ဘိုဟိုင်းရေလက်ကြာကနေအေးအေးလူလူခရီးသွားလာဖို့ဆိုတာဟာအမြင့်လိုလိုမရနိုင်တဲ့အခွင့်အရေးတစ်ခုဖြစ်နေတာပါ။မြူရေရေကေးတွေပြီးရင်မုံတိုင်းတွေကြောင့်ဒီရေလက်ကြာခရီးစဉ်ဟာဒီထီထိုးရသလိုမျိုးဖြစ်နေတာပါ။ရာသီဥတုအစီအနေတွေကြောင့်ခရီးစဉ်တွေဟာရုတ်တရက်ရန်နာတော်ရပြီးတော့မှဒီလူပေါင်းပစ္စည်းပေါင်းများစွာကင်းကျင်မှာပဲပြင်မိနေတတ်ပါတယ်။ဒါဆိုရင်ရှန်တန်ပြည်နယ်နဲ့လျှောက်နယ်ပြည်နယ်ရဲ့ကြားမှာ တထကြီးတစင်းဆောက်လိုက်လို့ရောမရဘူးလားဆိုပြီးတော့မှမေးစရာရှိပါတယ်ဒါပေမဲ့လည်းတရုတ်မပြောပါနဲ့ကဘာပေါ်မှာတောင်မှမိုင်ပေါင်း135မိုင်လောက်အထိရှည်လျားတဲ့တထတစင်းကိုဘယ်သူမှမဆောက်နိုင်သေးပါဘူးတရုတ်အင်ဂျင်နီယာတွေဟာအေရမတရားကြီးတွေကိုမကြာခဏတိဆောက်ဖူးတဲ့အတွေ့အကြုံတွေသူတို့မှာရှိပေမဲ့လည်းဒီကိစ္စကတော့သူတို့အတွက်ခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုကြီးဖြစ်နေမှာပါဒီစိတ်ကူးကိုတရုတ်စစ်တပ်ကအရာရှိတွေကိုတော်ပြောလိုက်မယ်ဆိုရင်မင်းယူနေလားလို့တော့မှပြန်ပြီးမေးနိုင်ပါတယ် ဒီရှန်နုံပြည်နယ်နဲ့လျှောင်နယ်ပြည်နယ်ကိုအေရမတ်တရားကြီးတစင်းနဲ့ရှိတ်ဆက်ထားမဲ့စစ်ကူးကကောင်းတော့ကောင်းပါတယ်ဒါပေမဲ့အန်ဒီရဲ့အရန်များမဲ့ကိစ္စလည်းဖြစ်နေပြန်ပါတယ်ရှန်နဲ့ကန်ယိုတန်းကရန်တိုင်းစစ်ကန်းကနေလျှောင်နယ်ကန်ယိုတန်းကဒီဒါလီယန်စစ်ကန်းအထိစတီးတွေပြီးရင်ကွန်ကရစ်တွေနဲ့ခက်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 တိဆောက်ရမဲ့တရားကြီးတစင်းဖြစ်ပါတယ်ဒီငိမ့်ချန်အေဂျင့်တဲ့ကာလမှာဆိုရင်ဒါဟာပြည်နယ်တစ်ခုစလုံးကိုအဆင်ပြေ ရှော့မွေးတောစေနိုင်မယ်စီမံကိန်းဖြစ်ပါတယ်ပြည်နယ်တစ်ခုစလုံးရဲ့စီးပွားရေးကိုဒီအရှိအဟုန်နဲ့ဆက်ပြီးမြင့်နိုင်မယ်စီမံကိန်းလည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မြေပုံကိုပြန်ပြီးကြည့်လိုက်မယ်ဆိုရင်ပဲဒီစီမံကိန်းဟာတရုတ်ပြည်ရဲ့မြောက်ပိုင်းပင်လယ်ရေလမ်းကြောင်းစနစ်ကိုအကြီးအကျယ်ဒုက္ခပေးနိုင်တဲ့စီမံကိန်းဖြစ်နေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဘိုဟိုင်းပင်လယ်ဟာဆိုရင်ကန်ဝေးပင်လယ်တစ်ခုမဟုတ်ပါဘူးပပက်လေမှာကုန်းမြေတွေကဝန်းရံထားပြီးတော့မှပင်လယ်ဝေါ်ကိုထွက်ဖို့အတွက်ကျင်းမြောင်းတဲ့လမ်းကြောင်းတစ်ခုသာရှိပါတယ်ဒါကြောင့် ဒီပင်လေးပြင်ကိုကန်းလက်ဖြတ်ပြီးတော့မှတရားဒဇင်တိဆောက်ဖို့ဆိုတာဟာတရုတ်အတွက်တော့ကိုဒုက္ခကိုရှာတာနဲ့အတူတူပဲဖြစ်ပါတယ်။ဘိုဟိုက်ပင်လေးမှာကကုန်တဲ့တင်ဘောတွေ၊ငါဖန်တင်ဘောတွေ၊စစ်တင်ဘောတွေအမြဲတမ်းလိုလိုဖြတ်တန်းတော်လာနေတာဖြစ်တယ်လို့တရုတ်ပြည်မြောက်ပိုင်းရဲ့ဒီစိတ်ကင်းကြီးတွေဖြစ်တဲ့တည်ရင်ကျင်းပြီးရင်ရှင်းဟွန်တောင်ပြီးရင်ရင်ခေါင်ပြီးရင်ဟူလူတောင်စိတ်ကင်းကြီးတွေရဲ့အဓိကအားထားရလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဘိုဟိုက်ပင်လေးမှာလွယ်လွယ်စွာဖြတ်တန်းတော်လာနိုင်ဖို့ကအလုံးအတွက်အရေးပါနေတာပါ။ ဒီပင်လေပြင်းလေးကတခုခုသာပိတ်ဆို့သွားမယ်ဆိုရင်ဒေတာတစ်ခုလုံးဟာဘက်ပေါင်းစုံကနေအကျဲရိုက်တော့မှဖြစ်ပြီးတော့မှပြင်မကပါနဲ့မှအဆက်အသွယ်ဖျက်လိုက်တယ်လို့ဖြစ်တော့ပါလိမ့်မယ်ကျွန်တော်တို့စေးရေးအရာကြီးမယ်ဆိုရင်လည်းဒီတဒါကြီးတစ်စင်းသာပိတ်ဆို့နေကလေးတော့ရလာရဒီခက်ခဲနေမယ်ဆိုရင်မဆိုင်လုံးတစ်စင်းလောင်းနဲ့ဒီတိုက်ခိုက်ခံရတာနဲ့ဒေတာတစ်ခုလုံးပြိုလေးတောနိုင်လောက်တဲ့အထိအနေရကြီးမနေတာဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းအဲ့ဒီတဒါကြီးကိုပဲတိုက်ခိုက်ဖျက်ဆီးခဲ့မယ်ဆိုရင် ဲ့ဒီကနေပြိုကျားလာမယ်ဒီကွန်ကရစ်တွေစတီးတွေကြောင့်ဘိုဟိုင်းပင်လေးတစ်ခုလုံးပိတ်ဆို့သွားနိုင်ပါတယ်အရက်ဖက်အတွက်လည်းဒီစိတ်ကန်းတွေပိတ်ဆို့သွားနိုင်တယ်လို့ဒီစစ်ဖက်ဆိုင်ရာအတွက်ဆိုလို့ရှိရင်လည်းစစ်တင်ဘောတွေအလုံးတော်မရလာမရဖြစ်သွားနိုင်တာပါအထူးသဖြင့်ဒီဟူလူတောင်စိတ်ကန်းမှာကတရုတ်ရင်ကိုတင်ဘောတွေရဲ့ဒီအခြေခံအဆောက်အုံတွေနဲ့ပေါ့နော်ဒီတင်ဘောချင်းတွေရှိနေတဲ့အတွက်ဘိုဟိုင်းပင်လေးပြင်ပိတ်ဆို့သွားမယ်အခြေကို တရုတ်စစ်တပ်ကဘလို့မှလူချင်းမှာမဟုတ်ပါဘူးဒါကြောင့်လည်းတရုတ်ဟာဒီရှန်ဒုံပြည်နယ်နဲ့လျှောင်နှင်းပြည်နယ်ကိုရှိတ်ဆက်ပေးနိုင်မဲ့တရားတစင်းကိုသူတို့တိဆောက်ဖို့ဘေးတုံးကမှစိတ်မကူးခဲ့တာပါအဲ့ဒီအစားတရုတ်အင်ဂျင်နီယာတွေဟာဘိုဟိုင်းပင်လေရေအောက်ဂျမ်းပြင်ကြီးကိုပဲတူဖော်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒေတာတစ်ခုလုံးကိုကဲဘဲတင်တော်စေနိုင်တဲ့စီမံကိန်းတစ်ခုပေါ်လာခဲ့တာပါဘိုဟိုင်းရေလက်ချာရဲ့အောက်မှာမိုင်ပေါင်း80ရှောင်းမိုင်လောက်အထိရှည်လျားမဲ့ရေအောက်ဥမဲ့လိုင်ခေါင်တစ်ခုတိဆောက်သွားမဲ့စီမံကိန်းပဲဖြစ်ပါတယ်ပြီးတော့ အဲ့ဒီရေအောက်ဥမဲလိုင်ခေါင်းကြီးရဲ့သုံးပုံနှစ်ပုံလောက်ဟာရေအောက်မှာပဲရှိနေမှာပါဒါကြောင့်တရုတ်ကစီမံကိန်းကိုအောင်းအောင်းမြင်းမြင်းအပိတန်းနိုင်ခဲ့မဲ့ဆိုရင်ကမ္ဘာအရှိဆုံးရေအောက်ဥမဲလိုင်ခေါင်းတစ်ခုအဖြစ်စံချိန်တင်သွားမှာဖြစ်ပါတယ်အဲ့ဒီအတွက်သုံးရမဲ့အုံစရိတ်ကလည်းမနေမနောပါပဲလေဗီယာပြီးရင်အက်စတိုနီးယားခရိုအေးရှားနဲ့လူဇင်ဘတ်တို့လိုမျိုးဒီဥရောပနိုင်ငံတွေရဲ့ GDP ထက်တောင်မှပိုများတဲ့အုံစရိတ်ကိုတရုတ်ကသုံးသွားမှာဖြစ်ပါတယ်ဒါပေမဲ့ဒီစီမံကိန်းအတွက်တရုတ်ငွေ ယွန်3ဘီလီယံသုံးသွားမယ်လို့သိရပါတယ်အမေရိကန်ဒေါ်လာနဲ့ဆိုရင်43ဘီလီယံဖြစ်ပါတယ်ဒီရုပ်တရက်ကြည့်လိုက်ရင်တော့ဒီစီမံကိန်းကလက်ဖျားခါစရာအထင်ကြီးစရာပါပဲဒါပေမဲ့တရုတ်ကဘလို့တိဆောက်သွားမလဲဆိုတာစဉ်းစားကြည့်လိုက်မယ်ဆိုရင်တကယ်ကိုပဲကြောက်စရာကောင်းနေတာဝမိတ်ဆွေတို့တွေ့ရပါလိမ့်မယ်ရေအောက်တွေမှာမိုင်ပေါင်း60လောက်အထိရှေလျားတဲ့ဥမဲ့လိုင်းကောင်းတစ်ခုတိဆောက်ဖို့ဆိုတာကတော်ယုံတန်ယုံနိုင်ငံစဉ်းစားရမှာမဟုတ်ပါဘူး တရုတ်ကတော့သူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့အီရမ2.4ဆက်ရန်ရာကြီးတွေနဲ့အီရမလှိုင်ခေါင်ကြီးတွေကိုတိဆောက်ခဲ့မှုတဲ့အတွေ့အကြုံတော့ရှိနေပါတယ်။အဲ့ဒီဆက်ကြီးတွေနဲ့ကြောက်တုံးကြောက်ခဲတွေကိုတူထုပ်ပြစ်မယ်၊သေးတွေနုံတွေကိုဖိရှားပြစ်မယ်၊နိုင်ရန်တွေတိဆောက်မယ်ကွန်ကရစ်တွေထင်မယ်ပြီးရင်ပင်လေရေအောက်တန်းပြင်တစ်ခုလုံးကိုဖေရှားပြစ်မယ်ဒီအစရဲ့နေရာတွေမပါဘူးဆိုရင်ဒီစီမံကိန်းကဘလို့မှဖြစ်နိုင်မှာမဟုတ်ပါဘူးဒီအတွေ့အကြုံရှိတဲ့တရုတ်တောင်မှာလုံးဝအမှားအယွင်းမရှိလုံးနိုင်မှာရမှာဖြစ်ပါတယ် ဒီနေရာမှာတရုတ်လောက်ဒီဆဲရန်နရာကြီးတွေကိုကျွမ်းကျင်ပိုင်နိုင်တဲ့နိုင်ငံရေလို့မရှိတာကလည်းပါပါတယ်ဒီတရုတ်အင်ဂျင်နီယာတွေဟာဒီနေရာမှာတော့ဥရောပသားတွေထက်တော့မှဒီဆယ်ရန်ရကြီးတွေကိုကျွန်းကျွန်းကျင်ကျင်အသုံးချတဲ့ပါတယ်။ဒါကတရုတ်ရဲ့အာသာချက်လို့လည်းကျွန်တော်တို့ပြောရပါလိမ့်မယ်။ဒါပေမဲ့လည်းဒီတခုရှိတာကဘိုဟိုက်ရဲ့လက်ကြားကိုတူးဖော်တဲ့နေရာမှာရုတ်တရက်ပထဝီမြေပြင်ပြောင်းလဲမှုတွေကိုရောသူတို့တွေရင်ဆိုင်နိုင်ပါမလားဆိုတာကလည်းမသိကြပါဘူး။ဒီစီမံကိန်းမှာကအဓိကအဖြစ်ဒီ တူဖို့ရေးဆက်ကြီးတွေနဲ့ပင်လေရေအောက်ကျမ်းပြင်ကိုတူဆော့ရှင်းလင်းပြီးတော့မှဥမဲ့လိုက်ခေါက်တစ်ခုထိမှဖြစ်ပါတယ်။ဒါပေမဲ့လည်းနေပညာပိုင်နိုင်ရတော့မှပထဝီမြေပြင်ပြောင်းလဲမှုတွေကခံမှန်းလို့မရတဲ့အတွက်စင်ခေါ်မှုကလည်းကြီးမားပါတယ်။လိုအပ်တဲ့ပုံစံနဲ့အနက်ကိုရဖို့အတွက်အေရမဖောက်ခွေးမှုကြီးတွေလည်းလောက်ရမှာဖြစ်တဲ့အတွက်ဒီအန်ဒီရဲ့အယံများပါတယ်။ဒါကြောင့်တရုတ်ကဒီစီမန်ဂိမ်းကိုစတင်စင်စားကလေးကယထာလန်အတွက်ပဲစင်စားခဲ့တာဖြစ်ပါတယ်။ကာလန်ကိုသူတို့မထိခဲ့ပါဘူး။ဒါလီယန်စိတ်ကန်းကနေရန်တိုင်းစိတ်ကန်းအထိ ဒီမျက်နှုံမြင့်ယထာလန်နဲ့တောလာနိုင်မယ်ပင်လေရေအောက်လမ်းကြောင်းတစ်ခုကိုတရုတ်ကလိုချင်နေတာဖြစ်ပါတယ်ခီးသည်တွေတောလာနိုင်မယ်ယထာလန်တလန်းနဲ့ဒီကုံစီတွေတည်ယူပို့ဆောင်ပေးမယ်ယထာလန်တလန်းသူတို့တိဆောက်သွားမှာဖြစ်ပါတယ်ဆိုတော့ဥမဲ့လိုင်ခေါင်ကနှစ်ခုဖြစ်ပါတယ်ဒါပေမဲ့ထိမ့်သိမ့်ပြုပြင့်မွမ်းမံဖို့အတွက်နောက်ထပ်ဥမဲ့လိုင်ခေါင်တစ်ခုပါထဲထဲအုံးမှာဆိုတော့၃ခုဖြစ်တော့ပါလိမ့်မယ်တရုတ်ပြည်ရဲ့ဒီအခြေခံအဆောက်အုံတိဆောက်မှုစနစ်ကလည်းဒီယထာလန်ကိုပဲအဓိကဗဟိုပြုထားတာဆိုတော့ ဒီရှန်တုံးပြည်နယ်နဲ့လျှောက်နှင်းပြည်နယ်ကိုရေအောက်ဥမဲ့လိုင်ကောင်းယထာလန်နဲ့ရှိတ်ဆဲမဲစိတ်ကူကအတင်းတော်ဆုံးဒီရွေးချယ်မှုတစ်ခုတော့ဖြစ်နေပါတယ်။ဒါပေမဲ့စီမံကိန်းအကောင့်တွေပေါ်ဖို့စတင်ခဲ့ပြီးနောက်ပိုင်းမှာနောက်ထပ်စဉ်းစားစရာတွေပါပေါ်လာခဲ့ပြန်ပါတယ်။တရုတ်ထိတ်တန်းခေါင်းဆောင်တချို့ကဒီစီမံကိန်းမှာကာလန်ကိုထေလို့မရဘူးလားဆိုပြီးတော့မှအထွန်းတက်လာတဲ့အတွက်စီမံကိန်းကမစတင်ခင်မှာရင်ပြဿနာတွေကစတင်နေတာပါ။စိတ်ကူးတွေမှာတော့ကာလန်ကိုယထာလန်းပါပါမယ်။ အရမပင်လေးရေအောင်ဥမဲ့လိုင်ခေါင်းကြီးတခုကိုသာတိဆောက်နိုင်ခဲ့မယ်ဆိုရင်ဒီဥမဲ့လိုင်ခေါင်းဟာတရုတ်ပြည်ရဲ့အမှန်လက္ခဏာတခုလည်းဖြစ်လာပါပဲတရုတ်တွေဘလောက်အကြီးအရှင်ရှိတယ်လဲဆိုတာကိုလည်းပြသရာရောက်ပါမယ်ဒါပေမဲ့လည်းကားလန်းသာထိလိုက်မယ်ဆိုရင်တော့80ရှောင်းမိုင်အထိရှည်လျားမယ်ပင်လေးရေအောင်ဥမဲ့လိုင်ခေါင်းကြီးတွေကိုလေဝင်လေထွက်ကောင်းအောင်လဲလုပ်ရမယ်ဒီရုတ်တရက်ဘေးအန္တရာယ်တွေတွေးလာခဲ့မယ်ဆိုရင်အမြန်ထွက်နိုင်မယ်အရေးပေါ်ထွက်ပေါက်တွေလည်းထည့်ရမယ်ဒီရေဖိအားများလုံးနဲ့ပင်လေးရေအောက်တွေမှာ မိဘအန်ဒီရဲ့ကာကွယ်ရေးစနစ်တွေကိုလည်းတည်တည်ရှာရှာစီမံရမှာဆိုတော့ဒီစီမံကိန်းအတွက်အတုံးစီကနှစ်ဆမကမြင်တော့မှတည်ရှာပါတယ်ပြီးတော့စီမံကိန်းတစ်ခုလုံးဟာစိတ်ကူးရင်တိတ်မှန်ရုပ်ရှင်တစ်ခုလို့ဖြစ်သွားနိုင်ပါတယ်ဒီအတွက်အဖြေလဲတရုတ်အင်ဂျင်နီယာတွေမရှာနိုင်တဲ့အတွက်လက်ရှိအချိန်အထိတော့ဒီဘိုဟိုင်းပင်လေရေအောက်ဥမဲ့လိုင်ခေါင်းစီမံကိန်းကြီးဟာယထာလန်တက်တက်အတွက်ပဲတည်ဆောက်တော့ဖို့ရထားပါတယ်ကားတွေကဒီယထာတွေပေါ်မှာတင်ပြီးတော့မှတောလာဖြတ်တန်းနိုင်ဖို့သူတို့စိတ်ကူးထားပါတယ် ဒါပေမဲ့ယထာလန်တက်တက်တည်ဆောင်းနိုင်ဖို့အတွက်တင်ကိုစိန်ခေါ်မှုတွေကကြီးမားနေပါသေးတယ်။တခုခုသာအန္တရာယ်ဖြစ်လာခဲ့မဲ့ဆိုရင်လူအသက်အန္တရာယ်ကိုကာကွယ်နိုင်ဖို့အတွက်တင်ကိုပဲအများကြီးစဉ်းစားနေရတာပါ။တရုတ်ကတော့ပေတရာကနေပေ600ကြာပေါ့နော်ဒီနေရာတိုင်းမှာအရေးပေါ်ထွက်ပေါက်တွေပြီးရင်ကေဆေးရဲ့အစီအမံတွေထားတော့မယ်လို့သိရပါတယ်။ပြီးတော့မှစနေရှုံရွှဲတာမျိုးဒါမှမဟုတ်ဒီဘေးအန္တရာယ်ကြုံရနိုင်တာမျိုးအခြေအနေတွေနဲ့နှီးကပ်လာပြီးဆိုရင်အမြင့်ဆုံးတီးနိုင်မဲ့တတိပေးစနေတွေကိုလည်းထားတော့ဥမှာပါ။ ပုံမှန်သင်္ဘောတွေနဲ့တော်လာမယ်ဆိုရင်အချိန်၆နာရီကနေ၈နာရီလောက်အထိကြာမဲ့ခရီးဟာဘိုဟိုင်းပင်လေချေအောက်ဥမဲလိုင်ခေါင်းကနေတော်မယ်ဆိုရင်တော့မိနစ်၄၀လောက်သာကြာတော့မယ်အထိဒီကြီးမားတဲ့အားသာချက်ကလည်းရှိနေပြန်ပါတယ်။သင်္ဘောတွေလိုမျိုးမြူတွေဆိုင်းချိန်မုန်တိုင်းတိုက်ချိန်မှာမတော်နိုင်မလာနိုင်ဖြစ်နေတာမျိုးတွေလည်းမရှိတော့ပဲ။ဒီရာသီဥတုမရွေအချိန်မရွေတော်လာနေနိုင်မှာလည်းဖြစ်ပါတယ်။ဒီအချိန်ကိုရွှေတာနိုင်ုံတင်မခပဲပေါ့နော်။ဒီအချိန်တွေတစ်ခုလုံးကိုပြောင်းလဲပြစ်နိုင်မှာလည်းဖြစ်ပါတယ်။ ဘဝိုင်းရလက်ချာမှာအရင်ကလေးကရှိနေတဲ့ပြဿနာတွေအလုံးကိုဒီပင်လေးစေအောင်ဥမဲ့လိုက်ခေါင်းကြီးကတခါလေးဖြစ်ရှင်းပေးလိုက်တယ်လို့လည်းဖြစ်သွားမှာပါအထူးသဖြင့်တော့ဒီကုံစီစီးဆင်းမှုအပိုင်းကအများကြီးတိုးတက်သွားမှာဖြစ်ပါတယ်ကွန်တိန်နာတွေပြီးရင်ထရက်ကားတွေဟာအရင်တုန်းကလိုမျိုးဒီတင်မောတွေကိုတကူးတကားစောင်းနေစရာမလိုတော့ပဲဥမဲ့လိုက်ခေါင်းကားနေပဲတပြီနေနဲ့တပြီနေဒီဒိုင်းရိုက်ကူးနိုင်တော့မှာကအကျိုးတက်ရောက်မှုကြီးမှာပါတယ်အရှင်ကုံငွေကုံတက်တာတော့မဲ့အပြင် တရုတ်အရှိမြောက်ပိုင်းကိုဒီအခြားဒေသအားလုံးနဲ့ပို့ပြီးနှိကက်တော့စေပါလိမ့်မယ်။ဒါပေမဲ့အခုထိကတော့ဒီစီမံကိန်းဟာစာရွယ်ပေါ်ကအဆင်ပဲရှိပါသေးတယ်။စီမံကိန်းကစာလုံးကြီးစားတော့မှမစားရသေးပဲအခုထက်ထိတွေ့တွေ့ဆဆလုံးနေရစေဖြစ်ပါတယ်။ဘူမိဗေဒပညာရှင်တွေကကွင်းစင်တိုင်းတာမှုတွေလုပ်နေတယ်လို့အင်ဂျင်နီယာတွေကလည်းတွေ့ဆက်နေရစေဖြစ်ပါတယ်။တရုတ်ထိပ်တန်းကောင်းဆောင်တွေကလည်းဒီအဆင်အပြည့်ဆုံးလမ်းကြောင်းတွေကိုစဉ်းစားနေရစေဖြစ်တာမို့လို့ဒီရန်နီမြုံနယ်သူတွေလက်တွန်းနေရစေပါ။စီမံကိန်းသာ အောင်မြင်ခဲ့ရင်ရလာမယ်အကျိုးအမြတ်တွေကများပေမဲ့အကောင်းဆုံးကတော့ဖျက်သိမ်းလိုက်တာပဲဖြစ်နိုင်ပါတယ်။ဒါက NLA အရှိဆုံးစီမံကိန်းဖြစ်နေလို့ပါ။အရင်ဆုံးပြောရရင်တော့ဘိုဟိုင်းပင်လေကပင်လေတွေဖြစ်ပါတယ်။ရေစီးဆင်းမှုကလုံးဝမရှိတဲ့လောက်နေပါနေလို့ပါ။ဒီအရင်တုန်းကတော့ပင်လေရင်းနေတဲ့ water တွေပျော်မြူရအရက်ဖြစ်တယ်လို့ပင်လေကြီးကလည်းတန်လျက်တွေအပြည့်နဲ့လှပနေတာပါ။ဒါပေမဲ့တရုတ်ပြည်အရှင်အဟုန်ကောင်းကောင်းနဲ့တိုးတက်လာခြင်းကဒီဘိုဟိုင်းပင်လေရဲ့ပျက်စီးခြင်းအလားဖြစ်ခဲ့ပါတယ်။ ဒီပင်လေကဲယိုးတန်းတခြားမှာဆိုရင်စုစုပေါင်းလူဦးရေနေထိုင်မှုကဒီတန်ပေါင်း230ကျော်ရှိနေပါတယ်။စဲယုံအလုံးယုံတွေဆိုရင်လည်းမှိုလိုပေါင်းနေတဲ့အတွက်အဲ့ဒီကနေရေဆိုးရေညစ်စွန့်ထုတ်မှုတွေအများများပါတယ်။အဲ့ဒီရေဆိုးရေညစ်တွေဟာမြစ်တွေကနေတဆင်ဘိုဟိုင်းပင်လေတွေကိုဓာတ်ရရောက်ပါတယ်။မှတ်တမ်းတွေအရကဲယိုးတန်းတခြားကမျိုးတွေကနေဘိုဟိုင်းပင်လေတွေကိုရေဆိုးရေညစ်စွန့်ထုတ်မှုကပင်ချိန်3ဘီလီယံလောက်တောင်ရှိတယ်လို့သိရပါတယ်။စဲယုံတွေကဓာတ်ဥပစ္စည်းတွေ လေခွင်းတွေကဓာတ်မြေဩဇာတွေမှာပါတဲ့အစိတ်ဓာတ်တွေနဲ့ဒီအမိုက်တရိုက်တွေဟာဆိုရင်ပင်လေတွေကိုရောက်ကုန်ကြပါတယ်။ရေစီးဆင်းမှုလည်းမရှိတဲ့အတွက်အဲ့ဒီအရာအလုံးဟာဒီပင်လေကျမ်းပြင်အောက်မှာစုပုံနေတာပါ။ຫນွေဥမှဆိုရင်တော့ဒီဘိုဟိုင်းပင်လေပြင်ရဲ့25ရာခိုင်နှုန်းဒီ student mine 9800လောက်ဟာဆိုရင်အစိမ်းရောင်ပြောင်းသွားပါတယ်။ဒါကတိုက်ဆိုင်မှုတက်တက်ကြောင့်တော့မဟုတ်ပါဘူး။တဘာဝပတ်ဝန်းကျင်ညဉ့်ညံ့မှုကြောင့်ဖြစ်ပါတယ်။အရင်တုန်းကဒီပင်လေရင်းနေတဲ့တော်တော်တွေလွတ်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 ကူလူတော်လာနေကြတယ်ပင်လေပြင်ကြီးဟာဆိုရင် အစိမ့်သိနေရာကြီးတစ်ခုအဖြစ်ပြောင်းနေတော့ပါတယ်အစိုးရနေရာတွေမှာဆိုရင်တက်ရှိတွေနေထိုင်ရှင်သန်ဖို့တောင်မှမဖြစ်နိုင်တော့ဘူးလို့ပညာရှင်တွေကဆိုပါတယ်ဘိုဟိုင်းပင်လေဟာဆိုရင်ကမ္ဘာပထမဆုံးပင်လေရေတည်ဖြစ်လာနိုင်တယ်လို့တောင်မှဒီတတိပေးမှုတွေရှိနေတာကိုပဲကြည့်ပါနှစ်ဆက်နှစ်တိုင်းမှာတရုတ်ပြည်ရဲ့ဒီရေဆိုးရေညစ်တဝက်လောက်ဟာဘိုဟိုင်းပင်လေတွေကိုရောက်နေတာဖြစ်ပါတယ်ငါဖင်းငါဖမ်းလုပ်ငန်းတွေကလည်းတစ်နှစ်ထက်တစ်နှစ်ကြာဆင်းနေတာပါအစိုးဆုံးအစီအနေကိုရောက်မှသာ ဒီကံရိုးတဲ့မျိုးတွေကလိုအပ်တဲ့အပင်တွေစိုက်ပျိုးတာမျိုးပြီးရင်ဓာတုပစ္စည်းတွေအရန်စွန်းထုတ်တတ်တဲ့ဒီစက်ရုံအဟောင်းတွေကိုပိတ်သိမ်းတာမျိုးပြီးနောက်တစ်ခုကပတ်ဝန်းကျင်ဂေဟာစနစ်အတွက်ပေါ့နော်ဘီလီယံပေါင်းများစွာရန်ဒီမျိုးနဲ့တာမျိုးတွေလုတ်ပင်မဲ့ဆေးမမီတော့ပါဘူးဒီအချိန်မှာအေရမပင်လေရေအောက်ဥမဲ့လိုင်ခေါင်ကြီးဆောင်းမှာဆိုတော့ဒီအရှင်တွေကနှစားမကပူဆိုးတော့မှာတော့တည်ကြပါလိမ့်စီမံကိန်းကနေကြောက်တုံးကြောက်ခေးပေါင်းများစွာထွက်လာအောင်မဲ့အပြင်ဒီစုညံတန်တွေယာယီလန်းတွေပြီးရင်ယာယီစိတ်ကန်းတွေလည်းတိဆောက်ရမှာဖြစ်တဲ့အတွက်ပေါ့နော် ။ငခိုကလေးကစွန်ပြစ်အငိအကျဲတွေနဲ့ပြင်းထန်နေတဲ့ပင်လေးပြင်ဟာပကံလုံးတစ်လုံးလေးမှာဟင်းတွေစူးပြုံထည့်တယ်လို့မျိုးဖြစ်သွားနိုင်ပါတယ်။ရေဒူးလည်းပို့ပြီးညင်ညံ့တော့တယ်လို့အောက်ဆီဂျင်ပါဝင်နှုံးကလည်းကြာဆင်းတော့မှသိကြပါပဲ။ဂိတ်တွေလေဝင်လေထွက်ပေါက်တွေကိုထိတွက်လိုက်မယ်ဆိုရင်ပေါ့နော်။ရေစီးဆင်းမှုနဲ့နှုံးစီးဆင်းမှုနှုံးကလုံတော့ပြောင်းလဲသွားနိုင်ပါတယ်။မြေတိုက်စားမှုတွေကလည်းနောက်ကလိုက်လာအောင်ပါ။ဒါတွေဟာဘိုဟိုင်းပင်လေရေအောက်ကျမ်းပြင်အတွက်စိုးရိမ်စရာအချက်တွေပဲဖြစ်ပါတယ်။ စီမံကိန်းသာစတင်တူပေါ်မှုတွေဇက်တိုက်လှုပ်လာခဲ့မဲ့ဆိုရင်ငကိုကလေးကဒီငလျင်တွေလှုံနေတဲ့ဒေသအဖို့ကြောက်စရာကောင်းပါတယ်ဂျပန်လောက်အထီးမဟုတ်ပေမဲ့ပေါ့နော်ဒီဘိုဟိုင်းပင်လေရေအောက်ကငလျင်ကြောတွေကလည်းတည်ငြိမ်မှုမရှိပါဘူးအစဲမပြတ်တူပေါ်မှုတွေသာငကိုကလေးကမတည်ငြိမ်နိုင်တဲ့ငလျင်ကြောတွေကိုလှုံနှိုးလိုက်သလိုဖြစ်တော့မှဖြစ်တဲ့အတွက်အနာကဲမှာဒီရှန်တုံးနဲ့လျှောင်နေပြည်နယ်တစ်ခုစလုံးငလျင်တန်ပြင်းပြင်းထန်ထန်ခံရနိုင်ရရှိပါတယ်ပြန်လိုမျိုးပင်လေရေတွေတော်တော်တွေသာမကပဲငှမ်းမျိုးစိတ် အရှိုးပါဒီမြို့တုံးပြောက်ွေသွားနိုင်တဲ့ NDA ကလည်းရှိနေပါတယ်။မြေစီတော်တိုက်စားမှုတွေကြောင့်ကံယိုရန်မြို့တွေဟာအဖြစ်အပျက်နဲ့ကျုံသွားနိုင်တယ်လို့ဒီသဘာဝဘေး NDA တွေဟာလည်းအရင်ကထက်ပိုများနိုင်တဲ့အတွက်ဒီစီမံကိန်းဟာရှင်တုံးနဲ့လျောင်နေပြည်နယ်ကတရုတ်ပြည်သူတွေအတွက်အိမ်မက်ဆိုပါပဲ။ CCB အနေနဲ့တော့ဒီစီမံကိန်းကိုသာမရမကအကောင်တွေဖော်ကြီးမယ်ဆိုရင်တော့ကောင်းကျိုးထက်ဆိုးကျိုးများနေမှာသိကြပါတယ်။ဒါကြောင့်လည်းဘိုဟိုင်းပင်လေရေအောက်စီမံကိန်းကိုအဆိုပြုခဲ့တာနှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပေမဲ့ အခုထက်ထိအကောင့်အထည်မပေါ်နိုင်သေးတာပါ။ဒါပေမဲ့လည်းဒီနေ့ပိုင်းလေးမှာတရုတ်ထိပ်တန်းကောင်းဆောင်တို့ကဘိုဟိုင်းစီမံကိန်းကိုအတင်းတွန်းနေတာကြောင့်ပေါ့နော်တရုတ်ပြည်သူတွေအတွက်စိုးရိမ်မှုတွေကလည်းပြန်လေမြင်မလာခဲ့ပါဘူး။တကယ်သာအကောင့်တွေပေါ်နိုင်ခဲ့မယ်ဆိုရင်တော့မတွေးရေးစရာစီမံကိန်းတစ်ခုပါပဲ။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘ ഹു ဒူရတွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါရစေ။နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုအမြဲတမ်းကျွန်တော်လက်ထက်မိတဲ့လောက်ရှာဖွေတင်ဆက်ပေးနေဦးမှာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။ဗီဒီယိုကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။ အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေလူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဇေနောအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 9172 625နဲ့399 905 8539လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ် ကောင်းဆောင်သောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရောရှင်။